အဲ့တော့24ပစ္စည်းကိုခြုံငုံပြီးတော့ပြောကြမယ်ဆိုလို့ရှိရင်အလုံးလောက်နိဗ္ဗာန်24ပစ္စည်းဟာအဋ္ဌိနဲ့နတ္ထိဒီနှစ်ခုထဲမှာဝင်သွားနိုင်ပါတယ်အဘိဓမ္မာထသင်္ဃာကျမ်းကတော့အာရမဏုပ္ပနိတယကမ္မဋ္ဌိပစ္စည်းတုစ္စ သဗ္ဗိပိပစ္ဆယသမောဒဏံကိသန္တိလို့ဆိုပြီးတော့အာရမဏတဲ့ဥပနိဒယတဲ့ကမ္မတဲ့အဋ္ဌိတဲ့24ပစ္စည်းကိုအချင်းချုံလိုက်လို့ရှင်ဒီပစ္စည်း၄ခုတဲ့သက်ဆိုင်ရာတွေဝင်သွားပါတယ်24ပစ္စည်းကိုအချင်းချုံလိုက်လို့ရှင်၄ပစ္စည်းလို့ဒီလိုပြောတယ်အာရမဏပစ္စည်းရဲ့ဥပနိဒယပစ္စည်းရဲ့ ကမ္မပစ္စည်းရဲ့အဋ္ဌပစ္စည်းရဲ့24ပစ္စည်းရဟောဒီ၄ပစ္စည်းတွေမှာထိုက်တယ်လို့ဝင်သွားတယ်သမောဒနာဆိုအလုံးဆုံးမိသွားတယ်ပေါင်းဆုံးသွားကြတယ်ပေါ့အဲ့လိုဆိုတယ်သောသောဒီချုံလို့ရအောင်မလားလို့စပိတ်ချမ်းကမှာတော့ပြမထားဘူး စာပေကျမ်းကမှဆိုပထားပေမဲ့လို့လေးလာကြည့်လိုက်မယ်ဆိုလို့ရှိရင်အဋ္ဌိနဋ္ဌိဒီနှမျိုးခွဲလိုက်လို့ရှိရင်အဋ္ဌိအုပ်စုကတစ်ခုနဋ္ဌိအုပ်စုကတစ်ခုလို့ဒီနှစ်ခုထဲမှာပစ္စည်းတွေအလုံးလောက်နေနေဝင်သွားတယ်မဝင်တဲ့ပစ္စည်းမရှိတတ်တော့ပဲ24ပစ္စည်းဟာ ရှိခိုက်ကျေစုပြုတာနဲ့မရှိတော့မှကျေစုပြုတာတဲ့အဲ့ဒါလို့24ပစ္စည်းကိုအချိန်အခါနဲ့ပိုင်းခြားပြီးတော့ပြောလိုက်မယ်ဆိုရင်အဋ္ဌိနဲ့နတ္ထိဒီနှစ်ခုပဲဒီအဋ္ဌိနတ္ထိဆိုတဲ့စကားလုံးနှစ်ခုဟာ ਨੇ ရမယံခါကျတော့တဏ္မာရှိတယ်နဲ့မရှိတာဒီနှစ်ခုရည်ညွှန်းပြီးတော့ပြောတာ အဲ့လိုရှိတာနဲ့မရှိတာရည်ညွှန်းပြောတဲ့စကားဖြစ်ပေမဲ့လို့တချို့နေရာကြတော့အဋ္ဌိဆိုတာသာဝရရှိနေတဲ့အရှိကိုပြောတာနတ္ထိဆိုတာသာဝရမရှိတဲ့အရှိကိုပြောမရှိတာကိုပြောတာဆိုတော့တခါတရံကြတော့အတွေးခေါ်ဖီလိုဆိုဖီနဲ့ပတ်သက်လာလို့ရှင်အဋ္ဌိလိုနတ္ထိလိုဆိုတာအဋ္ဌိဆိုတာဥစ္စေရဝါရကိုရည်ညွှန်းတယ် နတ္ထိဆိုတာကအဋ္ထိဆိုတာကတတ္တဝါရကိုယဉ်ညွန်းတယ်နတ္ထိဆိုတာကဥစ္စေတဝါရကိုယဉ်ညွန်းတယ်တချို့နေရာမှာပြောတာဒီ24ပစ္စည်းမှာအဋ္ထိပစ္စည်းနတ္ထိပစ္စည်းဆိုတာကြတော့အဲ့ဒီလိုအတွေးခေါ်ပိုင်းဆိုင်ရာအယူဝါဒဆိုင်ရာ ကိုယ်ရည်ညွှန်းတာမဟုတ်ဘူးဒီတဘာဝတရားသည်မိမိဖြစ်နေခိုက်ရှိနေခိုက်မှာကျေစုပြုရင်အထိပ္ပစီမိမိမရှိတော့မှပျောက်ွယ်သွားမှကျေစုပြုလို့ရှင်နတ်ထိပ္ပစီလို့ဒီလိုဆုလို့တာ